မကြသေးမီကရိုဟင်ဂျာ400ကျော်ဘေးလွရာတွားရောက်ဖို့ပင်လယ်ပြင်ကိုဖျက်ဆီးရင်းသိမ်းဆုံးခဲ့တဲ့သတင်းတွေနဲ့ပတ်သက်လို့အလွန်အမင်းစိုးရိမ်နေလို့ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ UNHCR ကပြောပါရယ်မြန်မာနိုင်ငံမှာနှိတ်ကုတ်ခံရမှုကြောင့်ထွက်ပြေးကြတဲ့ရိုဟင်ဂျာတွေကိုနိုင်ငံတကာကပုံမှုကူညီကြဖို့ UNHCR ကတောင်းဆိုလိုက်ပါရယ်ဒီလအတွင်းရိုဟင်ဂျာဒုက္ခသည်900ကျော်တင်ဆောင်လာတဲ့လှေနှင်းနှိမ့်မြုပ်ခဲ့သို့မဟုတ်တိမ်မောက်ခဲ့တဲ့ဆိုတဲ့သတင်းတွေကို ် UNHCR ကအခုလိုတုံ့ပြန်ခဲ့တာပါ။အဆိုပါဖြစ်စဉ်မှာရိုဟင်ဂျာဒုက္ခသည်428ဦးသေဆုံးခဲ့ပြီး88ဦးအသက်ရှင်ခဲ့ကမွတ်စလင်လူနည်းစုတွေရဲ့အခုနှစ်အတွင်းအဆိုပါဆုံးအဖြစ်ဆိုးဖြစ်ပါတယ်။2016ခုနှစ်နဲ့2018ခုနှစ်အတွင်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ရိုဟင်ဂျာ9သိန်းကျော်အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံကိုထွက်ပြေးခဲ့ပါတယ်။ရွှင်ကြဒုက္ခသည်အများစုကဒုက္ခသည်စခန်းတွေမှာနေထိုင်ပေမဲ့အများပြားဟာပင်လယ်ပြင်ကိုဖြတ်ကျော်ပြီး အသက်ဆွန်ပြီးအခြားတိုင်းပြည်ကိုသွားရောက်နေကြပါတယ်။အမေရိကန်နိုင်ငံရဲ့ရန်ပုံငွေဖြတ်တောက်မှုကြောင့်လူသားချင်းစာနာမှုအခြေအနေဟာပိုဆိုးလာလို့ရိုဟင်ဂျာဒုက္ခသည်တွေဟာအနည်းအများနဲ့ပင်လယ်ပြင်ကိုဖြတ်ကျော်ပြီးအခြားတိုင်းပြည်တွေကိုသွားဖို့ကြိုးပမ်းလာကြတယ်လို့ UNHCR ကဆိုပါတယ်။ရိုဟင်ဂျာဒုက္ခသည်တွေနဲ့အင်ရှင်တိုင်းပြည်တွေကိုကူညီဖို့အခုနှစ်အတွက်ဒေါ်လာ3000လီဘာလိုအပ်မဲ့ရန်ပုံငွေလိုအပ်ချက်ရဲ့30%ခန့်နှုန်းမြသာရရှိသေးတယ်လို့ UNHCR ကပြောပါတယ်။ ထိုင်းနိုင်ငံမှာလာမယ့်ဇွန်လတရနေ့ကစလို့ဆိုင်ကယ်မောင်းနှင်သူတွေနဲ့နောက်ကလိုက်ပါစီးနှင်းသူတွေအလုံးအုတ်ထုတ်မဆောင်မှာကဗန်းနထောင်ထိဒဏ်ကြေးချမှတ်ခံရမယ်လို့ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ RTP ကကြေညာခဲ့ပါတယ်။အဲ့လိုလုံဆောင်တာဟာလမ်းအနေကင်းရှင်ရင်မြင့်တင်ဖို့နဲ့နိုင်ငံတော်ရင်စည်းကမ်းထိမ့်သိမ့်မှုပုံမတင်ကျပ်ဖို့အတွက်ဒစိမ့်တပိုင်းပါဝင်တယ်လို့ RTP ရဲ့ရင်ထင်းရဲပုံရိပ်မြင့်တင်ရေးအဖွဲ့ခေါင်းဆောင်ရဲမှုချုပ်နေတီတွမ်ချင်းတက်ခနုံကပြောကြားခဲ့ပါတယ်။ ။ဒဏ်ရာရရှိမှုတွေကကာကွယ်ဖို့အတွက်မောင်းနှင်သူသားမကနောက်ကလိုက်ပါသူပါအုတ်ထုတ်ဆောင်မှုလိုအပ်ပြီးလိုက်နာခြင်းမရှိပါကဘဏ်နှထောင်ထိတံငွေဆောင်ရမယ်လို့ရဲမှုချုပ်ကဆက်လက်ပြောကြားထားပါရယ်။ဒါအပြင်မောင်းနှင်သူနဲ့နောက်လိုက်ပါသူနှစ်ဦးစလုံးအုတ်ထုတ်ဆောင်ထားခြင်းမရှိပါကတံငွေရဲ့နှစ်ဆတိုးမြင့်ချမှတ်ခံရမယ်လို့သိရပါရယ်။